ေးတာကြီးတယ်။ဒါရောက်သွားတယ်ဒါရောက်ခုနေရာရှိနေတယ်ဟုတ်လား။အင်း။ဒီတရားကြီးကတော့လောက်ကင်မှာစုနေတယ်။အင်း။ဘလို့ဆိုသူတို့ကအဆင်မပြေဖြစ်နေတယ်။အင်း။ဒီတရားကြီးကနောက်ကျတော့ဘလို့ဖြစ်မလဲဆိုတော့တို့တို့လောင်းမြန်မာထွက်လာတဲ့ခွေးလို့ဖြစ်မှာဘယ်တော့လို့ဆိုတော့ဘယ်သူတွေကခွေးဖြစ်နေတာဒီပိုင်းကြီးတဲ့ပိုင်းတော့ခေတ္တတော့ဒီသားလို့ဆိုရသင်စင်ရမယ်ဟုတ်လားအင်းမြေွယ်လေးတွေနေနိုင်ခုတော့မြေွယ်တွေပိုင်းလည်းပြေးနေပါလေ ဒီလိုစင်တွေတော့မှမြေပွဲတွေပြီးနေဆိုတော့တမန်တော်သားတွေတော့ပို့ပေးရပါမယ်နော်အဲဂျီယိုဂျီယိုနော်ငပုတ်ကတော့အမမေကွနဲ့သူတို့အသက်တွေကိုယဉ်ကန်နေတာဂျီယိုတက်မလို့သားတွေဘာရီယိုချက်မရှိဘူးမေကွရောက်ဖို့အတွက်အသက်ယဉ်ပေးနေရတာဂျီယို အားလုံးပဲမင်္ဂလာပါရေပေါ်ရုံထင်ချန်တွေကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025သုံးလပိုင်း73ရက်နဲ့မနေ့ကင်းဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးပြောမယ့်သတင်းကတော့အာရခတတော်ရဲ့တက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့တွေထိခတ်သေးဆုံးဒဏ်ရာရရှိသူအလွန်မြတ်ပြတာကြောင့်ဆေးရုံမလုံလို့မဆန့်တော့လို့ မြော့တော်ခမ်းမတွေပါယာယီဆေးရောင်များဖွင့်လှစ်ပြီးတော့ကုသနေရတယ်လို့သိရှိရပါတယ်။ဒီကစက်ကောင်စီတပ်ဖွဲ့တွေတတော်လေးကွာထိခတ်သေးဆုံးဒဏ်ရရှိသူအထိနာနေတယ်လို့ကျွန်တော်သိရပါတယ်။ဒီကပကိုးတန်းဗဒုံမြို့နယ်တွင် AAE ခုစစ်ကြောင့်ညွန်ကျူတက်စခန်းမှာစက်ကောင်စီတပ်များတပ်များမှာဥသပင်ဥသပင်မြော့တော်ပြန်လေဆုတ်ခွာနေပြီးတော့တပ်ပွေများမှာဥသပင်မြော့အနေသောရောလာရောက်ရှိလာကြောင်းဒေသပြည်သူများနဲ့ဥသပင် ဥတပင်အခြေဆက်တရင်ရင်းမိတွေကပြောဆိုပါတယ်ဒီဟာကစစ်ကောင်စီတပ်ဖွဲ့တွေတတော်လက်ကထိတာနေလို့သိရှိရပါတယ်အခုဆိုလို့ရှိရင်အာခါတိုရဲ့ထုစစ်ကအာဥတပင်မျောထဲထိတော့မရောက်သေးဘူးဒါမဲ့လည်းမျောနဲ့တတော်ရင်းနေပြီသူတို့စစ်ရဲကတော့ပြင်းထန်နေတဲ့စစ်ကားတွေအာအတက်အစင်းတွေတူတူလေးကိုလုတ်နေပါတယ်ဆိုတော့တောင်ပေါ်ကဒန်ယာရတဲ့စစ်သားတွေကိုလည်းပြန်သေးထောက်နေတယ်ပြီးရင်ထူးစစ်ကဥသက်ပြီးမြော့ဖက်ကိုဥတီလာနေပြီ ြောလို့ရတယ်ပေါ့ဆိုတော့ဒီဟာကတို့အာကျွန်တော်ပြည်သူတွေစီကလည်းသိရှိရတယ်ပေါ့နော်ဆိုတော့ဒီဟာကတက်ဖက်ကတော့လေကြောင်းတက်ခတ်မှုတွေရောလက်လက်ကြီးတွေရောတက်တက်လျှောက်လောင်းကိုပြစ်ခတ်နေတယ်ဟုအာ ဥသိပင်ဘောဥသိပင်အခြေဆက်စီးရဲတရင်ရင်းမိလို့ဆိုကြတယ်သိရှိရပါတယ်။ဒီကစက်ကောင်စီတဖွဲ့တော်တွေတော်တော်လေးကိုထိနာနေတယ်ဒီချိန်မှာဒီတက်ပွေးမှာကဆိုတော့အခုဆိုလို့ရှိရင်အာညွန်ကျိုးမှာဒန်ရရတဲ့စစ်သားတွေကိုအာဘီတက်ကဆာဘောနော်ဘီတက်ကဆာနဲ့အနည်းအနာကတက်စခန်းတွေနဲ့အာတက်နေဆေးရောင်တွေမှာဆေးရောင်တွေမှာကကုသပေးနေတယ်ပြီးရင်ကတိမလောင်လို့တော့လို့မြို့တော်ခမ်းမတွေမှာ တော့မှအာတရာကြီးယာကြီးဆေးကုအဖြစ်အာဆေးဆေးရောင်အဖြစ်ဘောနော် အာကဒင်ကဒင်တွေချပြီးတော့ကုသနေရတယ်လို့သိရှိရပါတယ်။ဒီကတည်းကတုံလေးကိုစစ်ကောင်စီတဖွဲ့တွေအာခတိုရဲ့ထူးဆက်စင်မှုကြောင့်အာတုံလေးကိုထိနိုင်တယ်လို့သိရတယ်ဗျ။ဒီကဒန်ရရှိတဲ့သူတွေအာဟိုမှာကဒင်တစ်ခုမှာနယောက်နယောက်အိနေရတဲ့ချင်းနေပြောထိဒီကဟိုမှာသူတို့ဒန်ရခြေပြက်လက်ပြက်ပြီးရင်အာမတိမရှင်ဖြစ်နေတဲ့လူတွေအများပြားပါတယ်လို့သိရှိရပါတယ်။ဒီထဲမှာဆိုလို့ရှိရင်တော့နော်ဆိုတော့ဒီကအာခတိုရဲ့ထူးဆက်ကြောင့်နော်တိုက်ခတ်မှုကြောင့် တိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ကလည်းဘလောက်ထည့်ထင်လာခဲ့လဲကြည်အောင်ဆိုတော့အဲ့ဒီနောက်မှာလည်းအရခတတော်ရဲ့စစ်တွေမြို့သိမ်းတပ်ဖွဲ့မှာဆွေမင်းကန်စစ်ကောင်စီအထံချက်ထားတဲ့ရေတပ်စခန်းနဲ့တောင်းဆောင်ရွာအနင်းထီရောက်ရှိနေပြီးနှစ်ဖက်တပ်ဖွဲ့များဖြစ်ပွားနေကြောင်းဒေသခံများကပြောဆိုပါတယ်အရခတတော်ရဲ့ထုစစ်ကစစ်တွေမြို့အနင်းသို့တပ်ဖွဲ့များဦးတည်လာတယ်လို့သိရှိရပါတယ်ဒီတပ်ဖွဲ့ကစစ်တွေမြို့တပ်ဖွဲ့ကအာမနေ့ကကြဲရတလို့တော့တောင်းဆောင်ရွာဆွေမင်းကန်ရေတပ်စခန်းအနင်းသို့ရောက်ရှိနေပြီလို့ကြဲရတယ်အာ ဝါဘူအနင်းကစက်ကောင်စီတက်စခန်းတွေဟာနောက်ဆုတ်လာပြီးတော့အခုတောင်းဆောင်ရွာဖက်မှာတက်ပွေတက်ပွေပြင်းထန်နေတယ်ပြင်းပြူရွာဖက်ကိုပြင်းပြူရွာဖက်ကိုလည်းစက်ကောင်စီတက်တွေဆုတ်လာတယ်လို့သိရတယ်ဟုပြောဆိုပါတယ်ဒီကတတော်လေးကိုစစ်ကောင်စီတက်ဖွင့်ရတယ်ခွေးပြိုးပြိပြိနေရတူပါတယ်ခုနော့ဆော်လာနေကြပါပြီအခုဇွေမင်းကရေးတက်စခန်းပြင်းပြူရွာနဲ့ဂျေတော်ဂျေတော်ဖက်တွေမှာစစ်ကောင်စီကတက်စခန်းတွေခံအမာကိုတိဆောက်ထားတာ ဇွေမင်းကန်ရေသက်စခန်းကိုဆိုတာအာနေပြီနေပြီတွေနေပြီတွေအများကြီးနဲ့အာထန်ထားတာဆိုတော့တက်ပွဲဒီထက်ပိုပြင်းထန်လာဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့တော့ရန်ကုန်ဖက်ကိုဆွေရမလားစဉ်းစားနေတာလေရင်ခဆေးကြီးလို့ခဏစောင့်ကြည့်နေတယ်အာလေရင်ခကြက်အာစေသိန်းတော်တောင်ရှိတယ်ဟုအောင် on the bin on the bin ရောသားတအုပ်ကပြောဆိုပါတယ်အခုဆိုလို့ရှိရင်တက်ပွဲကတော်လေးကိုပြင်းထန်ပါတယ်ပြင်းထန်နေပါတယ်စစ်ကောင်စီတက်ဖွဲ့တွေကအထိနာနေပြီးတော့ not solve လာတယ်ဆိုတော့ကိုတော့ကျွန်တော်သိရတာဖြစ်ပါတယ်အခုနကျွန်တော်ပြောတဲ့တန်းပဲစစ်ကောင်စီတက်ဖွဲ့တွေကအာပြစ်ခတ်မှုတွေတည်ဆောက်မှုတွေဗန်ရရှိတဲ့လူတွေကတော်တော်လေးကိုမြောက်ပါတယ်ဆေးရောင်တွေကသူတို့ဆေးရောင်တွေကမဆန်းလို့အခုအာကဒင်းတထောင်လားတကဒင်းတရားလားအဲ့ဒီဆေးရောင်တွေကမဆန်းလို့နော်ဆေးရောင်တမဆန်းတာတော့မှအဲ့ဒီဆေးရောင်တစ်ခုထဲမှာနှစ်ရောက်အေးရတယ် မတော်မဆက်ဘူးအာမျိုးတို့ခမ်းမတော်မတော်မှာအာဂျာကြီးရဖြစ်ပေါ့နော်အာဈေးခမ်းအကရင်ထားပြီးတော့ဈေးကူတာနေရတဲ့အခြေအနေမျိုးတွေရရှိနေပါတယ်တော်လေးကိုအထိနာနေတယ်အရခတ်တော်ရဲ့တက်ခတ်မှုကြောင့်ဒဲဒဲရရှိသူတွေနေတာမို့တေဆုံးနေတဲ့လူတွေမပြောနေတော့နော်ဒဲရရှိသူတွေမှအတိုင်းရရရှိတဲ့လူတွေတော့မှဒီလောက်ထိများနေတာဆိုတော့ဒီဟာကရခိုင်ပြည်နယ်ကတရင်နောက်တစ်ခုကတော့ ။နောက်တစ်ခုကတနင်္သာရီတန်းထဝယ်အထူးစီးပွားရေးရောင်စီမံကိန်းကိုရုရှားလက်ထက်အရအတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ကပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးရောင် SPV ကိုဖျက်သိမ်းရေးငင်းနှံဆွေးနွေးရန်ဒုစကောင်းဆောင်စူဝန်ကညိုကြလိုက်တယ်လို့သိချင်ရပါတယ်။ဒီကမင်းအွန်လိုင်းအိရုရှားခရီးစဉ်အတွင်းမှာထဝယ်အထူးစီးပွဲရောင်းနဲ့ပတ်သက်၍အခွင့်အလမ်းများများစွာကိုဖော်ဆောင်နိုင်ခဲ့တဲ့အတွက်မကြာမီတွင်အရှင်အဟောင်ဖြတ် အောင်မြင်ဖြစ်ထွန်းလာတော့မယ်ဖြစ်ဖြစ်ကြောင်းအထူးကြောင့်ယခုအချိန်အချိန်ကပြင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများနဲ့လာရောက်ရင်းနှီးမြှုပ်နှံမဲ့သူတွေများ အသူများကိုစစ်ချမ်းသာစွာဖြန့်လုပ်ငန်းများအစဉ်ပြီးချောမွဲ့လင်းမြတ်စွာဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ထားကြရန် လူစခေါင်းဆောင်ဇိုဝန်ကအမိပေးလိုက်တယ်လို့သိရှိရပါတယ်အခုဆိုလို့ရှိရင်တတော်လေးကိုပြင်ဆင်နေကြပါဒီကနောက်တစ်ခုတရင်ကပကိုတန်အော့ဖူမြို့နယ်တွင်အကျန်းဖက်စစ်တပ်ကကွမ်းချောင်းရွာကိုဝမ်ရော့ပိုတာဆွေးဖမ်းဆီးစင်မှာထွက်ပြေးတဲ့လူငယ်များကိုပြစ်ခတ်ခြင်းကြောင့်လူငယ်တအူးကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ် ဒါပြင်ညောဦးတွယ်နာရေးအင်ကိုစစ်တပ်ကဝန်ရုပ်စီနီပြီးအတုပလာတဲ့လူငယ်20ဦးကိုပဲဖမ်းဆီးသွားပါတယ်လို့သိရှိရပါတယ်စစ်ကောင်စီကတော့အတုပမှာတော့မှမလွတ်ဘဲနဲ့အာသူလူစုဝဲတဲ့နေရာကိုပါလိုက်ပြီးတော့ဖမ်းဆီးမှုတွေလောက်ဆောင်နေလို့သိရှိရပါတယ်ဒီဟာကသတိထားကြပါလူငယ်တွေကျွန်တော်တို့ကသတိထားဖို့ပဲအမေရတက်တွဲနေတာဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေသတိထားကြပါအခုချိန်မှာဆိုလို့ရှိရင်စစ်ကောင်စီကတော့လူစုလူဝဲလူငယ်တွေအများပြားရှိနေတဲ့နေရာကိုလိုက်ပြီးတော့ဖမ်းနေတာဖြစ်ပါတယ် အခုဆိုလို့ရှိရင်စက်ကောင်စီကအာငွေနဲ့လိုက်ပြီးတော့မရွေးနိုင်မဲ့သူတွေနေအရှိတဲ့နေရာပြီးရင်ဒုက္ခရောက်နေတဲ့အာလက်လော်လဲစားတွေကို အတိတ်ကကျင်းမထားပြီးတော့ဖန်ဆီးမှုတွေစစ်တပ်ကိုလော့နေတာအခုအာတထဲတွေရဲ့သတ်သမီးတွေပြီးရင် အာခရိုနီသားသမီးတွေစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားတာတခါမှမကြားဖို့ရသေးဘူးဒါပေမဲ့လည်းအာကျွန်တော်တို့လက်လုံးလက်စားတွေတနေ့တနေ့လုံးမှတနေ့စားတွေကုသသမီးတွေအတွက်လောရှန်နေရတဲ့သူတွေကိုဖမ်းဆီးအာဖမ်းဆီးသူကခေါ်ဆောင်သွားတာအာ မေးပေါ်တာတွေကဒိုလေးကိုမြတ်ပြနေပါဆိုတော့ဒီဟာကိုကျွန်တော်တို့လူငယ်တွေသတိထားစေဖို့အတွက်ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အခုချိန်မှာပေါ်တာဆွေးမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့တွေကပစ်ခတ်လိုက်လို့အတီဆောင်းနေလူတွေရှိနေလို့သိရှိရပါတယ်အခုညောင်ဦးမြို့နေကငါမင်းမေးရွာမှာနိုင်ရဲ့အင်ကိုစစ်ကွဲတွေကဝရုပ်စီးနေပြီးတော့လူငယ်အယောက်၂၀ကိုပေါ်တာဆွေးဖမ်းဆီးသွားတယ်သူတို့ပါလာတဲ့ကနေမဆန်လို့နော်ဆိုမဆန်လို့ဂျေးရွာမှာ ရှိတဲ့ကနေပါ မဆန့်လို့ဘောနော်မဆန့်လို့ကြေးပေါ်မှာရှိတဲ့အာကားနဲ့ပါခိုးဆောင်သွားတယ်ဘေကိုဖန်ခေါ်သွားလဲဆိုတော့မသိရသေးဘူးအဘေးနာကရွာတွေကတော့လူငယ်တွေကလည်းရွာထဲမှာမအိပ်ရေးကြတော့ဘူးပြီးရင်လူငယ်တွေထွက်ပြေးတင်းရှောင်ပြီးတော့တိုးတိုးတောင်တွေထဲမှာသွားရောက်နေထိုင်ရနေထိုင်ရတယ်ဟုဒေသပြည်သူများတဦးကပြောဆိုပါလေလို့အခုချိန်ထိကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတာကိုပြောပြနေတာဖြစ်ပါတယ်။တရားကတော့သတင်းထုတ်အနေနဲ့လူငယ်တွေသတိထားစေဖို့အတွက်ပြင်ပြီးတော့တင်ဆက်ပေးတာ ဒီမနေ့ခင်မှာနောက်ဆုံးပြောချင်တဲ့သတင်းကတော့မန္တလေးတန်းတပည့်ကြီးမြို့နယ်တွင်အဆွေလုတ်သားလူငယ်များကိုနှစ်တက်တင်မှာဘူကြီးရင်ကိုထက်ကဖန်စီပီတူးလျင်ငွေကျက်၁၀သိန်းတောင်းခံနေလို့သိရှိရပါဒီထက်မှာပေးနိုင်တဲ့လူတွေအာငွေမပေးနိုင်သူများကိုစစ်မှုထမ်းတပ်သားများအဖြစ်ကိုစူးစောင်းနေပါတယ်လို့သိရှိရပါဒီကောင်ကစစ်တကသူအပတ်စဉ်ငါးစေကိုကြောင်းစင်ဘူကြီးရင်ကိုလို့သိရပါတယ်အာတပည့်ကြီးတပည့်ကြီးဆွေလောက်ွက်များမှာလူငယ်အလုတ်သား အလုတ်သမားပေါ့နော်အလုတ်သမား90ဦးကိုဖမ်းဆီးခဲ့ပြီးတော့တဦးလျင်ငွေကျပ်စေသိန်းတောင်းယူနေကြောင်းသိရှိရပါတယ်အကေရွေငွေမပေးနိုင်လျင်စစ်မှုထမ်းရမယ်ဆိုကဟုစစ်မှုထမ်းရမယ်ဟုဆိုကငွေမပေးနိုင်သူများကိုစစ်မှုထမ်းသားများအဖြစ်ကိုစူးစောင်းခဲ့ကြောင်းသိရပါတယ်သိရှိရပါတယ်ဒီဟာကလက်ပခလက်အုတ်ခံသပက်ချင်းတဏ္ဍတတဏ္ဍတတိကပေါ့နော်တက္ကသူ90အပစိ90ကိုကျောင်းစင်းဘူကြီး ဝကြီးရင်ကိုထက်ကတပချင်းဆွေလောက်ွက်ထေးကလူငယ်တွေကိုဒီလိုမျိုးလောက်ဆောင်နေရသိရှိရပါလူငယ်တွေ90ကျော်90ကျော်ထက်ပါအကောင်လုံးကိုငွေပေးမယ်ဆိုလို့ရှိရင်သိန်း၃၀မနော်သိန်း၃၀ဆိုလို့ရှိရင်တော့သိန်း၁၀၀လောက်တော့ရှိမှာပေါ့နော်ဒီဒီကောင်ကဒီလိုငွေရချင်လို့လူငယ်တွေကိုအတင်းအဓမ္မကိုအပြက်ကန်နေတာဖန်ဆီးမှုတွေစစ်တက်လို့နော်ဒီကောင်သူ့ရဲ့လက်ပုံကဒီမှာဆိုတော့ဒီကောင်ကလူငယ်တွေကိုအာတအူးလရင်စေသိန်း စေသိန်းတောင်းခံတယ်စေသိန်းဆိုတော့90ဆိုတော့900လို့ရအောင်ပေါ့ကဲဆိုတော့ဒီဟာကတော့ဒီမနေ့ခင်မှာ not song တွေ့ရှိတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့ပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်နောက်မှာကျွန်တော်စူးဆောင်းထားတဲ့ရွတ်တံဖက်တစ်ခုကြည့်ရအောင်မလဲဆိုလို့ရှိရင်အာငပုတ် ငါပေါ့ဆိုလို့ရှိရင်အခုအာဒန်ရနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအာစေခမ်းမှာစေးရောင်မှာရောက်နေတဲ့စစ်သားတွေကိုဘလူးတွေအာအပိစကပြောသွားလိုက်ဆိုတော့ကျွန်တော်လက်တူကြည့်ကြည့်အောင်အခုချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေကတေဆုံးနေတဲ့ထက်ခတ်တဲ့ထိခတ်တဲ့ရဲတဲ့လူတွေကတော်တော်လေးကိုမြတ်ပါတယ်အပိစကပြောဖို့အတွက်တော်လေးကိုလူအဲ့နေတဲ့ချိန်မှာငါပေါ့ကဘလူးတွေသွားပြီးတော့အပိနေလားဆိုတော့ကျွန်တော်လက်တူကြည့်ကြည့်အောင်နော်ကဲဆက်လိုက်အောင်ကဲအဲ့မှာရောက်ပြီခါညာကနေပြီးတော့ကတိန်တထောင်စေးရောင်ပေါ့နော် ေးတာကြီးတော့သားရတယ်ဒါရတော့ခုနေရာရှိနေတယ်ဟုတ်လားอืมအိန္ဒိယကြီးကတော့လောက်ကိုင်းမှာစုနေတယ်อืมဟုတ်လားဆိုသူတို့ကအဆင်မပြေဖြစ်နေတယ်อืมဒီရက်ဒီရက်တော့ဒါတော့ဘလို့ဖြစ်မလဲဆိုတော့တို့တို့လောင်မြန်မာထွက်လာတဲ့ခွေးလို့ဖြစ်မှာဘယ်တော့လို့ဆိုတော့ဘယ်သူတွေကခွေးဖြစ်နေတာဒီပိုင်းကြီးတဲ့ပိုင်းတော့ခေတန်းတော့ဒီသားလို့ဆိုတော့သင်စင်ရမယ်ဟုတ်လားအင်းမြေပွဲလေးတွေနေနိုင်ခုတော့မြေပွဲတွေပိုင်းလည်းပြေးနေပါလေ ဒီလိုစစ်တွေတော့မှမြေပွဲတွေပြေးနေဆိုတော့တမန်တော်သားတွေတော့ပို့ပေးရပါမယ်နော်အဲဂျီယိုဂျီယိုနော်ငပုတ်ကတော့အမမေကွနဲ့သူတို့အသက်တွေကိုယဉ်ကန်နေတာဂျီယိုတက်မလို့သားတွေဘာရည်ရွယ်ချက်မရှိဘူးမေကွရောက်ဖို့အတွက်အသက်ယဉ်ပေးနေရတာဂျီယို မေကွေရမယ်မင်းတို့အိမ်ပန်ရမယ်ဆိုပြီးတော့အဲ့မှာဂျင်းထက်ပြီးတော့တိုက်ခတ်နေတာတေတဲ့လူကတေနေကြပါပြီနော်ရမရတော့မသိဘူးအဲ့မှာမရလို့ငပုတ်တို့ငပုတ်ငဖောင်းတို့ကအုံနေရတယ်ဟောင်းနေရတယ်ဂျင်းဒီမျိုးထိရောက်နေတယ်သူတို့ဘီသူရစီကအတင်းအရမကိုသေးယူနေတဲ့စတန်ဒတ်အာမင်စစ်တပ်ကအာသူတို့တွေကိုပြင်ပြီးတော့မေကွေပေးမိအချိန်နေပြီးတော့ဟောက်မလားဖြစ်နိုင်မလားပြင်ပြီးတော့စဉ်းစားကြည့်နော် ဗီဒူရစီကဆိုတာကဗီဒူရစီကဆိုတာကကအခုအရင်တော့ကအာစစ်မှုထမ်းဟောင်းတွေသူတို့နေပေးထားတဲ့နေရာကိုပြင်ပြီးတော့တင်းယူတာမျိုးနော်ညာကစစ်ကောင်စီကဒီလိုမျိုးတင်းယူစစ်မှုထမ်းဟောင်းတဲ့စီကတင်းနေယူနေတဲ့လူတွေကအာသူတို့တွေအာမေကွေရမယ်ဆိုပြီးတော့တော့ပြီးတော့ဆွေးဆောင်နေရဘေးရမှာလေဟမ်ဒီလိုအားတဲ့အချိန်လေးမှာဘုရားမလာရဲ့ဒီမှာဘုံတော်လေးမောရတာလေးပြုတ်ပြီးနော်ဟမ် ဆိုလည်းအချိန်မရလို့ရတယ်ခိုင်းနော်အချိန်ရရင်တော့ဘာကောင်းအောင်လုပ်ရတယ်ဘူးလားလူချက်လားအမဘယ်ရလဲခိုင်းဒီတော့ခနေရမှာဆယ်လင်းကွန်ပြီးရှောက်တော့ဦးစင်းကပေါက်ကအမဟိုတနေ့မှ ဟိုတနေ့ကဆုံးမလိုက်လို့မလုပ်လဲဆိုလို့ရှိရင်ဟိုတနေ့ကပီသူစစ်အဒီဦးကောနော်တဦးတယူတဦးလားနှစ်ဦးလားမသိဘူးအဲ့ဒီကောင်တွေကိုတရုတ်လျင်ငါသိမ့်ပေးတယ်ဆိုပြီးမှဗီဒီယိုရိုက်ပြတာဒါမှမဟုတ်လေအမန်တော့အဲ့လိုမျိုးမပြေးဘူးအခုလိုမျိုးဝေးတာ အခုလိုမျိုးဝေးတဲ့ဟာကိုတခုတည်းကိုဗီဒီယိုရက်တဲ့ချိန်မှာပေးတာကိုကျွန်တော်တို့လည်းကျွန်တော်တို့ဖက်ကအာဒီကွန်ကရှော့ပေါ်အာဒီလိုမျိုးပေးတာကိုရှော့လိန်နေတာဆိုပြီးတော့ပြောနေတဲ့ဟာကိုမြင်လိုက်လို့အခုလိုမျိုးပြန်ပြီးတော့မြက်ဝေးနေတာကိုအဲ့မှာတထောင်တထောင်ထက်ပြီးတော့ပေးနေတာကိုပြန်ပြီးတော့မြက်ဝေးပေးတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တတိုလေးကိုလိန်မာတော့ပြီကျွန်တော်တို့စကားကိုနားထောင်တော့ပြီနော်အမန်တရားလို့ပြောနေပါပြီဒီတည့်မှာဆိုလို့ရှိရင်ဒီအာစာအိတ်တိုင်မှာဆိုလို့ရှိရင်တော့ တထောင်နှစ်ထောင်လောက်တော့ဘာတော့ပါအောင်ပေါ့နော်ရစုံအေးနှစ်ခါရောက်တော့တကယ်ဟုတ်လားအေးလက်သာနော်အေးဘာမှစိတ်ကြမကြိုက်ကြနဲ့နော်လေရောပါရောဟုတ်လားဘယ်ရလဲပေါက်ခက်ကဘယ်ရလို့ရှိဘူးဟာရာကြီးပဲမင်းငါရွာနာပဲဟုတ်လားဘာကြက်ခင်မင်းလေးပါတော့မှာငါတောင်းတာလေအကြီးပဲအောင်လို့တောင်းတာဟုတ် ဟုတ်လားဩငါဟိုဆက်ပတ်ဆိုင်ပြည်သမ်းပေါ့ဘယ်မှနေရတော့ကျွန်တော်ပါနေဒါကြီးပါနေဦးစစ်ตัวพี่ตุ๊สิมูดาพี่ตุ๊สิอ่าพี่ตุ๊สิแล้วก็တော့ดีแล้วล่ะพี่ตุ๊สิมูทันนี่ก็เนาะดีก่อนลูนาก็ยอมป่ะตาล่ะอ่าบรรลุรอกูครับเอาล่ะอืม ပေါ့မှာမြေခွဲရအောင်ငါတောင်းပေးအောင်မယ်။အင်းနော်။ပေါ့မျိုးပါတက်လာ။မြေခွဲရအောင်တောင်းပေးမယ်။ဒီဆက်ချင်းချင်းလည်းရာယူမှုကလည်းရှိရမှာပဲဟုတ်လား။အင်း။နော်။မြေစစ်တယ်ဒီတိုင်းလည်းမြေခွဲရအောင်ငါတောင်းပေးရတာပဲ။နော်။နော်သိတယ်မကြားနဲ့နော်အေးအမကြီးဟုတ်နော်တထောင်တက်ဘယ်နဲ့ရွတ်ပေးတာလဲကြီးဟုတ်အမကြီးတယ်ငါလည်းခါလာတွေ့ဟုတ်ကဲ့ ကိုယ်ပဲပါတယ်เนาะကျန်ပါသေးတယ်။ဒါရရလို့နေတာပေါ့။အဲဒါကြီးသိကြလည်းကြတယ်เนาะ။နောက်မှာအေးဒီကားနဲ့ကောင်းကောင်းလာလို့သုံးသိချိန်ရလို့เนาะ။ရတခန်းတည်း။ကောင်းတာတခါရပြောင်။ဟာသမီးကတရေလေးဝယ်ကောင်းတာတောင်းဆိုတော့ဘုရားကျိုးမျိုးတော်သူကြီးပြည့်နေအောင်ပါ။ဥမြင့်အောင်လို့ပါတော့ကျိုးမျိုးလေး။အဲဟုတ်လားအညိုသိထလာတို့လေဘယ်မှာကြာတော့ ဟောစစ်သားပဲလားပြီးသူစစ်နာပြီးသူစစ်တရားလေးဝင်ရပြီးသူစစ်တွေနေတာမဟုတ်ဘူးเนาะတရားရတယ်လို့တရားရတယ်လို့ကစစ်သားတွေကမကဘူးဟိုမှာပြီးသူစစ်တွေတော့မှာဒေါ်လေးကိုထိနာနေကြတယ်ကြီးရောတရားလေးဝင်ရတဲ့တော့တောင်းတာဒဝိစုတောင်းတောင်းတာတောင်းသူဒဝိစုတရားလေးပဲနှဲ့ရွာတော့အင်ဂျီ30နဲ့ပါ ပနေရှိတော့40လောက်ရှိပါ යි ။အေးအင်ဂျင်40ကျတဲ့နာပေါင်း1600လောက်။ဟုတ်လား။အဲ့မှာရီပေးသူတို့ဒီဟာကဒီတခန်းထဲမဟုတ်ဘူး။အခြားနေရာမှာလည်းဇက်ပြီးတော့ပတ်စံမွေးတယ်လို့လို့နဲ့အဲ့မှာသူတို့တွတ်ပြီးတော့ရီပေးနေတာ။အဲ့မှာအဲ့လိုဦးစိတ်ကြောင့်ရလာနေတယ်။ဟုတ်လား။အေးဟုတ်ပြီနော်။เออเนี่ยสรุปว่าตัวเราอ่ะนุ่ยมาแล้วป่ะไอ้ครับแต่ไร้ ကဲဆိုတော့ဒီကတော့အာနေပြည်တော်ကရင်တထောင်တထောင်ကဘုံတော့တထောင်ဈေးရောင်ကနေတာကြီးမဟုတ်ဘူးဒီကဒီတခန်းနေမဟုတ်ဘူးအဲ့ဒီနောက်မှာလဲအာနောက်ဗီဒီယိုတစ်ခုလေးရှိသေးတယ်ဒီမှာတော့မကြည့်တော့ဘူးတော်လေးကိုရှိမှာဆိုလို့နော်ဒီကစစ်ကောင်စီတဲ့ဘုံဘလောက်ထိတန်းရရှိတယ်ထားလဲနေပြည်တော်မှာကုနေတဲ့လူတွေကတချို့နေရာမှာရှိနေတဲ့လူတွေကခုမလဲအဲ့ဒီအာရခိုင်ပြည်ကနေရောက်လာတဲ့အာဒန်ရရနေလူတွေအများပြား ာကရင်တစ်ခုမှာနရုတ်နဲ့အဲ့နဲ့ရတဲ့ချင်းဒီမျိုးထိနော်တော်လေးကိုစိုးရနေတဲ့အချင်းဒီမျိုးစစ်ကောင်စီတို့ရဲ့ဒေဆုံးထိပြကတန်ရမှုကတော့နေတာလည်းကြီးမဟုတ်ဘူးဆိုတော့ဒီကတော့ဒီမနေ့ခင်မှာနောက်ဆုံးတွေ့ရှိထားတဲ့တရင်ထူတွေနဲ့အာယူတံဖန်တို့ကိုပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုကဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမင်းနဲ့ကြည့်ရှုအပိနေကြတိုးလိုင်းပြီးသူများအားလုံးကိုလည်းကိုယ်အကျမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့မှာတော့မီဒီယာတွေမေးမြန်းနေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသ အကြောင်းနဲ့ကဘောဆိုင်မှာကိစ္စပြီးမီဇိုရန်လွတ်တော်အမတ်တွေကြောကြားတဲ့အိဆိုင်နဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကေဘန်လက်ဗီနာကအိန္ဒိယနဲ့နယ်စပ်ချင်းဆီဆနေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဖက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ကြာတဲ့ ဟိတ်နူးသတင်း website မှာဖော်ပြထားတာတွေ့ရပါတယ်သူပြောကြားထားချက်ကတော့ Kevin Labina ကမီဇိုရန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနေစားဖြတ်ကျော်ပြီးတွားရောက်ခဲ့တယ်အဲ့ခီးစင်နဲ့ပတ်သက်ပြီးမီဇိုရန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့နေကြားဆောင်တပ်ကိုအတိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့ကြာလဲတဲ့ဟိတ်နူးသတင်း website ကဖော်ပြထားတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ CNF CND ချင်း PDF ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလဲပြောကြားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါအပြင်အိန္ဒိယမြန်မာနယ်စပ်ချင်း နေဆက်ဆက်ဆက်တဲ့နေရာပေါ့တမူကဘောချိုင်းဝမ်းဒေသနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်ပါလီမန်လွတ်တော်အမတ်တဦးကနေပြီးဒီရာနဲ့ပတ်သက်ပြီးယခင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်နေဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် မီဇိုရန်ပြည်နယ်ကနေတဆင့်မြန်မာနိုင်ငံတွေကိုဝင်ရောက်လာတဲ့နိုင်ငံသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ10ရက်နေ့မှာ မီဇိုရန် ပြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူဟိုမာကမီဇူရန်ပြည်နယ်လွတ်တော်မှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။အခင်းနှစ်ဇွန်လအနေဒီဇင်ဘာလအတွင်းဒါနေဇာဒေတာဖြစ်တဲ့အိုက်ဇောကိုနိုင်ငံခြားသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းတော့သွားတင်တာမတွေ့ဘဲနဲ့အဓိကရွေချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးမြမပြည်တွင်းရေးတွေကိုဝင်ရောက်စွတ်ဖက်ရန်ဖြစ်တယ်ဆိုပြီးလွတ်တော်မှာတရားဝင် တင်ပြခဲ့တဲ့တဲ့င်းကိုလည်း the time of india သတင်းဌာနအနေပြီးပြောကြားထားတာကိုတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာဘိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်အိန္ဒိယရဲ့ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံတွေကတော့ယခင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယ နယ်မြေကိုအသုံးပြုပြီးမြမကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားသလိုမြမနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြမနိုင်ငံနဲ့လက်ခံထားပါဘူးဒီဟာတွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ ပြပပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့သူပဲရခင်ကတိုင်သဘောတူထားတဲ့ငင်းချမ်းစွာအတူရှင်သွဲနေထိုင်ရမူကြီး900အတိုင်းပဲနေထိုင်ရရှိပါတယ်မိတ်ဆွေကောင်းပီတာစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနေစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနေစား1010မိုင်ကျော်ရှည်လျားပါတယ် 1626ကီလိုမီတာရှိပါတယ်။တိုင်းတာပြီး908မိုင်ကျော်ရှိပါတယ်။ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်။အများစုတိုင်းတာပြီးဖြစ်ပါတယ်။ခုပြောဆိုနေတဲ့ကဘောဂျိုင်ဝမ်ဒေတာဆိုတာလည်းရခင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိမတ်ပြပြီးထဲမှာပါပြီးဖြစ်ပါတယ်။မြန်မာအိန္ဒိယနိုင်ငံလေကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ8ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာကြုံလာလဲရှိပြီးဖြစ်ပါတယ်။ကဘော်ချိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တော့လည်း2013နှစ်ကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGB ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတွေပါဝင်တဲ့ကဘော်ချိုင်းမန်းဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ ဒေသခံတွေကစာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ဂျင်ကောင်းမိတ်ဆွေကောင်းဖြစ်အငြဲရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူး။ ဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်